ရိကန်သမ္မတဒေါ်နယ်ထရပ်နဲ့သူ့ရဲ့အမကန်နိုင်ငံရေးမဟာမိတ်လွှတ်တော်အမတ်တဦးကြားကတင်းမာမှုတွေဟာလူသိရှင်ကြားအဆင့်ထိပေါက်ကွဲထွက်လာခဲ့ပါတယ်။ဂျော်ဂျီယာပြည်နယ်ကိုစားပြု Republican Party ဝင်အောက်လွှတ်တော်အမျိုးသမီးအမတ်တဦးဖြစ်တဲ့ Marjorie Taylor Greene ဟာအစင်လာရထရမ်ကိုအမကန်ကာကွယ်ရည်တည်ခဲ့တဲ့တူပါ။အခုတော့သူတို့နှုတ်ဟောလူသိရှင်ကြားအပြန်အလှန်ပုတ်ခတ်ဝေဖန်နေကြပါတယ်။နိုဝင်ဘာလ14ရက်နေ့မှာထရမ်က ဂရမ်ကိုဦးချောင်ကြားတယောက်လို့လူမှုကွန်ရက်ပေါ်မှာဝေဖန်ထိုးနှက်ခဲ့ပါတယ်။လာမယ့်နှစ်ရွေးကောက်ပွဲတွေမှာဂရမ်ကဘယ်နေရာအတွက်မှအဝင်မပြိုင်သင့်ဘူးလို့လည်းထရမ့်ကဆိုပါတယ်။ဂျော်ဂျီယာမှာလွှတ်တော်အမတ်နေရာဒါမှမဟုတ်ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးအတွက်အဝင်မပြိုင်ဖို့သူ့ကိုအကြံပေးလိုက်တဲ့နောက်ဂရမ်ကသူ့ကိုစပြီးရန်လိုလာတာလို့လည်းထရမ့်ကဆိုပါတယ်။နောက်နှစ်ရွေးကောက်ပွဲမှာဂရမ်အစားရွေးကောက်ပွဲဝင်ပြိုင်မယ့် The Republican Party ကိုယ်စားလှယ်လောင်းကုန်မစို့သူထောက်ခံမှာလို့လဲ Trump ကဆိုထားပါတယ် နိုဝင်ဘာ15ရက်နေ့မှာတော့ Trump က Grim Abbott ထိုးနှက်မှုတွေကိုအရှိန်မြှင့်ခဲ့ပြီး Marjorie သစ္စာဖော် Grim ဟာကြီးမြတ်တဲ့ Republican Party အတွက်အရှက်ရစရာတစ်ခုလို့အရေးသားထားခဲ့ပြန်ပါတယ်။သူက Taylor ဆိုတဲ့စကားလုံးအစားသစ္စာဘောက်လို့အဓိပ္ပာယ်ရတဲ့အင်္ဂလိပ်စာလုံး Traitor နဲ့အစားထိုးခဲ့တာဖြစ်ပါတယ်။ Grim က Trump ဟာရွေးကောက်ပွဲမှာသူ့အတွက်အမဲပေးထောက်ခံခဲ့သူတွေကြုံနေရတဲ့လူနေမှုစရိတ်ကြီးမြတ်မှုတွေကိုဖြေရှင်းပေးဖို့လုံလုံလောက်လောက်ဘာမှမလုပ်ဘူးလို့ဝေဖန်ခဲ့တဲ့နောက် ထရမ်ကအခုလိုတုံ့ပြန်လာတာဖြစ်ပါတယ်။ဂရင်ဟာနိုင်ငံတကာပဋိပက္ခတွေနဲ့အခွန်ကိစ္စတွေမှာလည်းထရမ်ရဲ့အမူအရာတွေကိုမေးခွန်းထုတ်ခဲ့ပါတယ်။ဒါပေမဲ့သူကအပြင်းထန်ဆုံးဆန့်ကျင်နေတာကတော့ Abstain Fund တွေနဲ့ပတ်သက်ပြီး Trump ကင်တွင်နေတဲ့ပုံစံတွေကိုပါတက်ငယ်မရင်းသမားလူမောင်ကိုသမားအဖြစ်ဆွဆဲခံထားရပြီးအချင်းကလေးမှာအဆုံးစီရင်သွားခဲ့တဲ့ Abstain ကိုစစ်ဆေးထားတဲ့မှတ်တမ်းတွေကို Abstain Fund တွေလို့ခေါ်ဝေါ်ပြီးအဲ့ဒီထဲမှာ Trump နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းပါဝင်နေပါတယ် လက်ရှိအချိန်ထိထွက်ပေါ်လာခဲ့တဲ့ abstain fine တွေအပိုင်းအစတွေထဲမှာ Trump ဟာသူ့မိတ်ဆွေဟောင်း abstain နဲ့ကြံရပါဖြစ်တယ်ဆိုတဲ့အထောက်အထားမရှိသေးပါဘူး။ဒါပေမဲ့ American အစိုးရဟာ abstain fine ကိုအပြည့်အစုံထုတ်ပြဖို့ကိုတောက်လျှောက်ပေးပင်ဖို့ကြိုးစားနေတာကြောင့်ဒုလောဒုလောတွေးစရာတွေဖြစ်လာစေပါတယ်။ abstain fine တွေကိုထုတ်ပြပေးဖို့ဒီကတဲ့သတင်းပတ်ကအောက်လွတ်တော်မှာအတိုက်အခံဒီမိုကရက်တစ်အင်အားစုတွေကထောက်ခံလက်မှတ်ရေးထိုးမှုတွေကောက်ယူခဲ့ရမှာ Republican အမတ်၄ဦးကပူးပေါင်းခဲ့ကြပြီး အဲ့ဒီထဲမှာ Grim လဲအပါဝင် ဖြစ်ပါတယ်။ Grim ကလာမယ့်သတင်းပတ်တွေကြာရင် Abstain Fund ကိုထုတ်ပြပေးရေးအဆိုပြုမဲခွဲဖို့ရှိနေပြီး Trump ဟာတခြား Republican တွေအဲ့ဒီကိစ္စမှာပါဝင်မထောက်ခံရဲအောင်သူ့ကိုပြစ်မှတ်ထားပြနေတာဖြစ်တယ်လို့လူမှုကွန်ရက် Media X မှာဆွဆွဲရေးသားခဲ့ပါတယ်။ဒါ့အပြင်ကမ္ဘာပေါ်မှာဩဇာအကြီးမားဆုံးလူပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Trump ကသူ့ကိုပြစ်မှတ်တစ်ခုအဖြစ်သတ်မှတ်ပြီးပေါ်ပေါ်ထင်ထင်ချင်းချောက်နေတယ်လို့လည်းပြောပါတယ်။ Republican တူ Trump ရဲ့အမူအရာတွေကိုအားပေးထောက်ခံခဲ့သူတူဦးဖြစ်တဲ့သူကို Trump ကရန်လိုပြနေတယ်ဆိုတာဟာအားလုံးကိုတုံ့လောက်စေချောင်းဒါပေမဲ့သူဟာ Trump ကိုကိုးကွယ်သူခါစားခဲ့သူတယောက်လည်းမဟုတ်ချောင်း Grim ကလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ် Trump ဟာ Abstain Fund ရဲ့ကိစ္စမှာစီမံကိန်းတွေနေပုံတွေနဲ့ပတ်သက်ရင် Democratic တွေတောင်မှကပဲ Republican အင်အားစုတချို့ရဲ့အဝေးဖန်မှုတွေနဲ့ပါကြုံတွေ့နေရပါတယ်ရှင်